ဒီနေ့ဘောဆန်ကတော့ကျွန်တော်တို့ကြည့်တဲ့အခါမှာတခင်လက်တော်လို့အမိပေးထားပါတယ်။အဲဒီရဲ့ကောင်းစင်ကလည်းကျွန်တော်ရွေးချယ်ထားတဲ့ကောင်းစင်ပေါ့ပါဘူးလို့။အဲတာဝန်ကျတဲ့ဆံမရွေးချယ်ထားတဲ့ကောင်းစင်ဖြစ်တယ်။သူကအားလုံးစီစဉ်ထားပြီးပြီးဓမ္မတချင်းကအစအပြန်လာကအစလူငယ်တချင်းကအစသူအားလုံးစီစဉ်ထားတယ်။စီစဉ်ထားပြီးတဲ့အခါမှာအော်သူစီစဉ်ထားပြီးပြီးအားလုံး သူရဲ့ရွေထားတဲ့သူပေးရှင်တဲ့ message လည်းမပြောက်သွားအောင်ဒါသူ့ကိုလည်းပြောင်းစားဖြစ်တဲ့ခါမှာသူအခြေပြုထားတဲ့အရာပေါ်မှာပဲပြန်လဲပြီးအခြေပြုပြီးမှပြန်လဲဝင်ငှချင်းဖြစ်တယ်ဆိုတာကိုရှေ့ဥစွာဝန်ခံလို့ပါတယ်လို့ကျွန်တော်တို့လောကကြီးမှာရှောက်လန်းသွားတဲ့ခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ပရာဟိတကားတွေကျွန်တော်တို့တွေ့ရတယ်ပရာဟိတကားတွေတွေ့ရတယ်ကားတွေတွေ့တဲ့အခါမှာ ကျွန်တော်ကားနံပါတ်တွေဖတ်တာပေါ့နံပါတ်တွေအမျိုးမျိုးပဲတွေ့တယ်အဲမှာ Pride အဖွဲ့တွေနံပါတ်ထဲမှာပါတွေ့လဲဆိုတော့ Pidor လက်ဆိုတာကားမှာကတ်တာ Pidor လက်ဟုတ်ဟုတ်ကန်လင်လက်ဟုတ်တွေ့ပြန်နော် group နာလက်နော်ဒီလက်တွေနဲ့ပတ်သက်ပြီးမှသူတို့လည်းအမျိုးများလို့နံပါတ်ပေးထားတာ ပရိဒအဖွဲ့တွေကားတွေမှာတွေ့ရတယ်။ဩေးဘုရားရှင်ကလည်းပဲကျွန်တော်တို့သူတို့ဒီနှလုံးသားထဲမှာပြီးတော့လက်ပြီးတယ်၊ကူညီတဲ့လက်ပေါ့။ကံလေးလက်လိုအပ်တဲ့လူတွေကိုကူညီပေးဖို့သူတို့ခေါ်ဖိတ်တယ်။နောက်လက်ကမ်းပြီးကြိုဆိုတယ်လက်ဘုရားနာလက်ကျွန်တော်တို့မေတ္တာစေတနာရှိလို့ပြီးတယ်လက်ပြီးတယ်ပြီးတဲ့ဟာတွေ ပေးတဲ့ဟာရွယ်တွေ့တဲ့အခါမှာဒီနေ့ဘာတွေ့ရလဲဆိုတော့အဲ့ဒီလက်ထဲမှာတစ်ဖြည့်ရဲ့လက်ကပထမတစ်ချက်ကဘာတွေ့ရလဲဆိုလို့ရှိရင်ကုသပေးတော်လဲဆိုပြီးမှတွေ့ရတယ်ကုသပေးတော်လဲရှောခရုချာခန်းကြီးကိုအငယ်တက်ကနေခုနှစ်ကိုကြည့်တဲ့အခါမှာကျွန်တော်အကျယ်တော့မပြောတော့ဘူးဒါဒီချမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာမွေးစားတဲ့ကမျက်စိကနဲ့လူတယောက်ကိုတွေ့ရအဲ့ဒီမှာ တွေ့တဲ့အခါမှာတခင်ယေရှုနဲ့တွေ့တဲ့အခါမှာတခင်ယေရှုကမလုပ်လဲဆိုတော့အဲ့ဒီရဲ့မက်ဆီကန်နဲ့လူသူ့ရဲ့တရွေးကိုထွေးပြီးမှမြေကြီးကိုရှစ်စိမ့်လို့ပြီးမှနော်အဲ့ဒီလူရဲ့မျက်စိမှာကျွန်တော်တို့ဒါတုတ်ပေးရဆိုတော့တွေ့ရတယ်အဲ့မှာသူ့ရဲ့မျက်စိပြန်မြင်တယ်ဆိုတာတွေ့ရတယ်ဇမသူရဲ့ရွေချက်ကဘုရားသခင်ဟာကျွန်တော်တို့ကိုနော် အမြင်မကြည့်တဲ့ဟာတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်အောင်ဘုရားကသူ့ရဲ့လက်တော်နဲ့တော်မျိုးစီအမြင်ဖွင့်ပေးတယ်ဒီနေ့ကျွန်တော်တို့မမြင်တဲ့အရာတွေအများကြီးရှိတယ်မမြင်တဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်အများအားပြောတဲ့စကားတစ်ခုရှိတယ်ကျွန်တော်တို့ကအခါကြရင်အနီးမော်အနီးမော်အနီးမော် တခုခုမြင်ပြီးရတော့ဝေးရလူတွေကျွန်တော်တအားကူညီချင်တာဒါပေမဲ့ကျွန်တော်တို့ရဲ့အနီးမှာရှိနေတဲ့လူတွေကျွန်တော်တို့မြေ့နေတာတစ်ခါကြာကိုမိသားစုထဲမှာတပါးသူကိုမေတ္တာပြရမယ်ကျွန်တော်တို့မြင်တယ်ကိုမိသားစုထဲမှာကျွန်တော်တို့မေတ္တာပြဖို့အားနေတယ်နော်အားနေဒီထဲမှာဒီရဲ့ပထမဆုံးဒီကုဋ္ဌဘိရောလက်မှာဒီရဲ့ ရှောခရစ်ကြာအခန်းကြီးကိုအငယ်၁ကနေခုနှစ်မှာကြည်တဲ့အခါမှာအငယ်၆မှာဘုရားရှင်ကသူ့ရဲ့လက်တော်နဲ့ကိုယ်တိုင်ပြုလုပ်ပေးတာတွေ့ရတယ်။အငယ်၆မှာမြေပေါ်မှာထွေး၍တတွေးနဲ့ရှုပ်လုပ်ပြီးမှကံတော်သူဤမျက်စိကိုရှုပ်နေလူတွေကိုတော်ဘုရားရဲ့ကိုယ်လက်နဲ့ကျွန်တော်တို့တေချာလုပ်ပြီးကိုတော်ဘုရားရဲ့လက်နဲ့တင်သွားတော့ ရှိတော်လည်းကစေတုတ္တိဆိုလို့ထိုတူတီတော်ရည်စိမဲ့မျက်စိမြင်လက်ပြန်လေ၏ပူတော်ရဲ့လက်ကတေချာကိုလှုပ်ပြီးဒီနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာလဲကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေရှိပါတယ်ကိုတော်ဖွင့်ပြတဲ့အရာတွေရှိမှာဖြစ်ပါတယ်ထိုနေရာကိုမြင်နိုင်အောင်ကျွန်တော်တို့ကြည့်ဖို့လိုအပ်ပါတယ် မမနစ်ကဘာလက်လဲဆိုတခင်းရဲ့လက်ကတဲ့ကျွေးမွေးတော့လက်ကျွေးမွေးတာဒီเจ้าရာကိုတော့ကျွန်တော်ကဒီထက်မှာတော့ရှင်မာကုပြည့်ကြံကန်ကြီး6ငွေ35နေ44ကိုအခြေပြုပြီးယူထားတော့လည်းပဲဒီရဲ့အเจ้าရာကတော်တော်ထူးဆန်းတယ်ခရိယန်၄ကျန်းလုံးမှာဒီအเจ้าရာပါတယ်အားလုံးတည်ပြီးဖြစ်ပါတယ်မုံ၅လုံးနဲ့၅နှစ်ကောင်ခရိယန်၄ကျန်းလုံးမှာကိုမတန်းတင်ထားတာကျွန်တော်တွေ့ရတယ် လူတွေစာလောင်နေတယ်ရှိရရကိုကိုတော်ယူပြီးမှနော်ယေရှုတော်ကိုချီးမွမ်းပြီးမှလူတွေကိုကြွေးတယ်ဘုရားကငတ်မထားပါဒီနေ့အဲ့ဒီမှာကျွန်တော်တို့တတိထားမှာကတခါလေကျရင်ကျွန်တော်တို့စီမှာရှိတဲ့အရာကိုကိုရောလက်ထဲကိုထည့်ပေးဖို့ကျွန်တော်လိုအပ်တယ် ဘုရားကကျွန်တော်တို့ပေးထားတာရာတွေအများကြီးရှိပါတယ်။အများကြီးရှိတယ်။သို့တော်လည်းပဲကျွန်တော်တို့ထိုအရာကိုဘုရားလက်ထက်မှာပြန်ပေးဖို့ကျွန်တော်တို့တွန်းဆုတ်ခဲ့တဲ့အရာတွေရှိတယ်။အရာတွေရှိတယ်။ဘုရားကသူများကိုကျွေးမွေးတယ်ကျွန်တော်တို့လည်းဒီတစ်ပတ်ကိုကျွေးမွေးဖို့လိုအပ်တယ်ကိုယ်တော်ကြီးတဲ့ မုတ်ငါးလုံးနဲ့ငါးနှစ်ကောင်ကိုယူ၍သူ့လက်နဲ့ယူတာယူပြီးကျေးဇူးတော်ချီးမွမ်းပြီးမှတပည့်တော်တွေကိုပေးပြန်ပြီးစုသိမ်းတဲ့အခါမှာတဲ့ဘယ်နှတောင်းရလဲဆိုတော့72တောင်းရ72တောင်းရဓမ္မကျွေးပေါ်ရှင်တွေကပြောတယ်ဘာကြောင့်72တောင်းရတာလဲတဲ့ တပည့်တော်12ယောက်လုံးအလုံးလုံးပို့လို့ပေါ့တဲ့9ယောက်ပဲလုံးလုံးเนาะ9000ပဲရမယ်6ယောက်ပဲလုံးလုံး6000ပဲရမယ်12ယောက်လုံးအလုံးလုံးတဲ့အတွက်ကြောင့်12တောင်းပြန်ရတယ်ဒီနေ့ကျွန်တော်တို့ကိုဖျားပေးထားတဲ့ဖျားချစ်တဲ့သားသမီးတွေအားလုံးကိုဖျားကကောင်းကြီးပေးထားတယ်ကျွန်တော်တို့အားလုံးအလုံးလုံးရမှာဖြစ်တယ်ဒီနေရာမှာကြည့်တယ် ဘုရားကဒီလိုကြွေးမွေးတယ်ကျွန်တော်တို့လည်းရှိတဲ့နေရာကနေပြန်လဲကြွေးမွေးဖို့လိုအပ်ပါတယ်။ဆမကနောက်ထပ်တစ်ချက်ကိုသူပါရွေးထားတယ်ဆိုတော့ဘုရားရဲ့တခိရဲ့လက်ကတဲ့အသက်ရှင်စေတော့လက်အသက်ရှင်စေတော့လက်ဘုရားကကျွန်တော်တို့အားလုံးတည်ပြီးပါဖြစ်ပါတယ်။တေတွေတော့သူကိုပဲရှင်ပြန်ထမြောက်စေတဲ့ဘုရားဖြစ်တယ်။ထမြောက်စေတဲ့ ။ဒီအရလူကာခန်းကြီးခုနှစ်ငယ်7ကနေ7မှာကျွန်တော်တို့တွေ့ရတယ်။မိုးဆူမယတာတည်သွားတယ်။မိုးဆူမငိုကျွေးနေ။ဒါပေမဲ့ကိုရောနဲ့တွေ့တဲ့အခါမှာကိုရောကမလုပ်လဲ။အဲ့ဒီရဲ့နေရာမှာရက်တန့်ပြီးမှနော်သူလူကိုအသက်ရှင်စေတယ်ဆိုတာတွေ့ရကျွန်တော်တို့လူပါကန်းကြီးခုနှစ်ကိုဖတ်တဲ့အခါမှာငယ်၁၁ကနေ၁၇ကို ဖတ်တဲ့အခါမှာကျွန်တော်တို့တွေ့ရပါတယ်เนาะဒီနေရာမှာမဆိုးမသားကိုပြန်ရှင်စေတယ်ဆိုတဲ့အခါမှာအငယ်73မှာကြည့်တဲ့အခါမှာတခင်ဗျာကြီးထိုမိမ့်မောက်ကိုမြင်ရင်တနာချင်းစိတ်တော်ရှိ၍မငုံနှင့်ဟုမိတ်တော်မူလက်အနီးတော်ကြောက်၍တလားကိုလက်နှင့်တို့တော်မူသည်ဖြင့်တဲ့ခါတော်သူတို့ဒီရက်၍နေကြ၏ အဲ့ဒီရဲ့ခေါင်းသလားကိုကိုရောလက်နဲ့တို့တို့တဲ့အတွက်ကြောင့်မထိုးသူငယ်ကအသက်ရှင်ရခြင်းဖြစ်ကုန်ကြ။ဒီနေ့ဘုရားတခင်ရဲ့လက်တော်အပြည့်ကျွန်တော်တို့လည်းအသက်ရှင်ခွင့်ရတယ်။ဘာအသက်ရှင်ခွင့်လဲ။သာဝရအသက်ရှင်ခွင့်ရ။ကျွန်တော်တို့တကယ်ပြောရမယ့်နေရာကကျွန်တော်เนี่ย ထိုက်တန်တဲ့နေရာတို့တော့လည်းပဲကျွန်တော်တို့ရောက်ရှိတဲ့ကျွန်တော်နဲ့မထိုက်မတန်တဲ့နေရာရောက်ရတယ်။ဘာကြောင့်ဖခင်ရဲ့ကျေးဇူးတော်အားဖြင့်လက်တော်အားဖြင့်သာဝရတက်ကိုရခြင်းဖြစ်ပါလေ။ဒီနေ့ရှမကဒီသုံးချက်ကိုသူရွေးချယ်ထားတဲ့အခါမှာကျွန်တော်ပြန်ပြီးမှဆင်ခြင်တဲ့အခါမှာဘာပြီးမှထပ်ဖြည့်ခြင်းလဲဆိုလို့ရှိဒီနေ့ကျွန်တော်ရဲ့အသက်တာဟာဖခင်ရဲ့ လက်ထဲမှာပဲရှိပါတယ်တို့ရောအတက်ကဖျားလက်ထဲမှာပဲရှိယောဘဝတ္ထုကံဤနစနစ်အငယ်30မှာအသက်ရှင်သောတပ်ပဝါအပေါင်းတို့ဤဇီဝအသက်နှင့်လူတပ်ပဝါခတ်သိမ်းတို့ဤထွက်သက်ဝင်တတ်သည်ဖျားသခင်လက်တော်၌ရှိ၏အတက်မှန်တယ်များကဘုရားရှင်မှာရှိတယ် ဘုရားလက်ထဲမှာပဲရှိတယ်။ဘုရားလက်ထဲမှာပဲရှိတယ်။ဒါကြောင့်လူတရားပြောတယ်တင်ရှင်တိုင်းလည်းမတည်ဘူး။မတည်ရှင်လည်းတည်ရ။နော်။ဆိုရှယ်မီဒီယာမှာတက်တဲ့စာရုံဖတ်တဲ့အခါမှာဗာပြောလဲဆိုတာလူတယောက်ကတအားစိတ်ညစ်တာစိတ်ညစ်တယ်စိတ်ညစ်တော့သူလောကမှာအသက်မရှင်ရှင်တော့ဘူးတဲ့။ တူတူ suicide လုပ်ဖို့ဆိုညီမเนาะအစိတ်ဝယ်တော့အစိတ်တော့ဝယ်တော့ဒီတည်ခြင်းလို့ဝယ်တော့ဖြစ်ခြင်းတော့အစိတ်ကအတုဖြစ်နေတော့တော့မသိဘူးမသိဘူးဖြစ်เนาะကျွန်တော်တို့အများကြီးเนาะဖရာရဲ့လက်ထဲမှာကျွန်တော်အတက်ရှိကျွန်တော်တည်ခြင်းလည်းတည်လို့မရဘူးမရဘူးတည်ခြင်းလို့အစိတ်ဝယ်တော့တာမှဖြစ်လေ အစိတ်ကအတုဖြစ်ဒီနေ့ကျွန်တော်တို့မသေးခြင်းဘူးလို့ပြောနေတဲ့လူတွေကဘာဖြစ်လဲဆော်ဆော်စီစီတည်သွားကြဒီနေ့ဒါကြောင့်မို့လူတော်ကခတ်သိမ်းလို့ဤထွက်တဲ့ဝင်တဲ့ဒီဖျားတည်လက်နိုင်ရှိဘုရားခင်ကကျွန်တော်တို့မွေးဖွားခင်ကတည်းကအမိဝမ်းတွင်းမှာရှိကတည်းကကျွန်တော်တို့ရဲ့ဖြစ်တည်မှုအတွက်ကျွန်တော်တို့မွေးဖွားမိကပင် ူရဲ့လက်တော်ကကျွန်တော်တို့ကိုစောင့်ရှောက်ပေးလက်ရှိတယ်ဆိုတာကိုယ်ရ22ခုမြောက်သောဆာလာအပိုက်ရဲ့30မှာအကျွန်ုပ်ဒီခွာကလေးကပင်လက်တော်တို့ရောက်ပါ၏အမိဝမ်းထဲမှာစရွေကိုတော်ဒီအကျွန်ုပ်ဖရာသခင်ဖြစ်တော်မူပါပြီတဲ့ဒီနေ့ဖရာရဲ့ကျွန်တော်မွေးကလေးကဖရာရဲ့လက်ထဲမှာပဲရှိတယ်ဖရာကကျွန်တော်ရဲ့သခင်ပဲဖြစ်တယ် ဒါကြောင့်မို့ဖခင်သခင်လို့ကျွန်တော်တို့ပြောတာဖခင်ရဲ့လက်တော်ဟာအမှတ်ငါးတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဖခင်ကကျွန်တော်တို့ကိုသူ့ရဲ့လက်ရာလက်နဲ့ကင်ထားတယ်ကျွန်တော်ကိုယ်တိုင်ကလည်းမိဘဖြစ်ဒီမှာလည်းမိဘတွေရှိခဲ့ကြတယ်ကျွန်တော်တို့သားသမီးတွေငယ်စဉ်တောင်ကြီးကလေးဘဝမှာလှောက်တတ်တဲ့အရွယ် ပြေးလွှားဆော့တာတဲ့အရွယ်နော်ရုပ်စွာဆုံး9နှစ်6နှစ်ကလေးကြောင်းပို့တဲ့အချိန်မှာကျွန်တော်တို့ကြောင်းတော့ပို့ရပါလို့လေကလေးကိုလက်ကိုဆွဲထားတယ်ဆွဲထားကလေးကကျွန်တော်တို့ကိုကင်တာနဲ့ကျွန်တော်တို့ကကလေးကိုကင်တာဘယ်ဟာကိုစိတ်ချ။နော် ကလေးကတိုင်နိုင်သူအချိန်မြေးသူစိတ်ကူပေါက်သူလက်လွတ်ပြီးသွားရှင်သွားမှာကျွန်တော်တို့ကတော့ဘာဖြစ်လဲကိုသားသမီးလက်ကိုဘေးလွတ်ရမရောက်မချင်အန်တရာမကင်းမချင်ပါလို့ဆွဲကန်ထားဆွဲကန်ထားဒီလိုပဲကျွန်တော်တို့ရဲ့ကောင်းကင်ဖခင်ကလည်းပဲသူချစ်တဲ့ပါးကြီးများဖြစ်တဲ့ကျွန်တော်ကျမတို့လက်ကိုသူဆွဲထားမဆရတဲ့ထောက်ပံ့ပေးနေတယ် ဖရာငါရဲ့လက်ကိုကင်ပါလို့မပြောဘူး။နော်ငါရဲ့လက်ကိုကင်ပါလို့မပြောဘူး။တင်ဤလက်ရာလက်ကိုကင်မယ်လို့ကျမ်းစာကပေါ်ပြတယ်။ဖရာကဘာကြောင့်တန်နာလဲဆိုလို့ရှိရင်အတိတ်ဘယ်ကသူကိုယ်တော်ကျွန်တော်တို့လက်ကိုဖမ်းဆုပ်ထားတဲ့အတွက်ကြောင့်မို့မစိုးရိမ်နဲ့ငါမဆမယ်လုံခြုံမှုအပြည့်ရှိတဲ့ အရာကိုပေးချစ်ဖြစ်တယ်။ဣရှာယနတ္တိချာခံ41အငယ်73မှာဒီဖျားခင်ခြာဝရဖျားကမစိုးရင်နဲ့ငါမဆောင်မြူတင်းအားဆိုလက်တင်းဤလက်ရလက်ကိုကန်ပြီတဲ့။နော်လက်ရလက်ကို41ငွေ30မှာဘလို့ဖော်ပြလဲဆိုလို့ရှိရင်မစိုးရိမ်နဲ့ငါဒီတိဘက်မှာရှိ၍မကြောက်နဲ့ သိဖျားခင်ငါဒီခိုင်ခန့်စီမီတင့်ကိုစောင့်မမီငါတစ္ဆာလက်ရာဖြစ်ထောက်ပင့်မီဒီနေ့ကျွန်တော်တို့ဘုရားကြီးတေးချတဲ့ကျွန်တော်တို့ရဲ့ဘာလက်လဲလက်ရာလက်ဘုရားရဲ့လက်ကလည်းဘာလက်လဲလက်ရာလ ဆိုတော့လက်ရလက်ချင်းလက်ရလက်ကင်ဘယ်လိုဖြစ်မလဲခါရက်ကကျွန်တော်လက်ရနဲ့လက်ဝဲပဲကင်တာမဟုတ်ဘူးလားဘေးချင်းရှင်တာပေါ့လက်ရလက်ချင်းလက်ရကင်ဆိုဘာဖြစ်လဲမျက်နှာချင်းဆိုင်တာမျက်နှာချင်းဆိုင်တက်ဆွဲနှုတ်ဆက်ရင်ကျွန်တော်ဘယ်လိုဆက်လက်ရလက်ချင်းလက်ရလက်ပဲနှုတ်ဆက်မျက်နှာချင်းဆိုင်ဖခင်ကအဲ့လိုကျွန်တော်တို့သူ့ရဲ့ရှေ့မျက်နှာချင်းဆိုင်ကိုနေပြီးမှ ကျွန်တော်တို့ကိုယ်ကွယ်ကဆောင်မတဲ့ဘုရားဖြစ်အီမာနူလာကကငါတို့နဲ့အတူရှိတော်မူသောဘုရားဒီနေ့ဘုရားရဲ့လက်ရလက်ကကျွန်တော်တို့ကိုဆွဲကန်ထားတဲ့ကျွန်တော်တို့လက်ရလက်ကိုဆွဲတာဘုရားကကျွန်တော်တို့ရှိမှအများအားရှိတယ်ဆိုတာကိုဒီနေ့ဖော်ပြနေခြင်းဖြစ်ပါဒီနေ့ကျွန်တော်တို့ကိုလည်းဖခင်ကပါပေးထားလဲ လက်တွေပေးထားတယ်လက်တွေဒီလက်တွေဒီသာရှင်တော်လက်ဖြစ်ရဲ့လားရာစကို20ဝင်းကြီးကာလမှာကျွန်တော်တို့ဒီကမ္ဘာလုံးမှာဘာလဲရင်ဆိုင်ရလဲဆိုတော့ကိုဗစ် 19. နော်ကမ္ဘာကပ်ရောဂါနဲ့ ကြုံရတယ်။ကြုံရတဲ့အခါမှာဘာပြောလဲ။လက်စေးပါလက်စေးပါနော်လက်လက်စေးခိုက်ပြီကလက်ပဲစေးခိုက်တယ်ခဲ့။တောင်းနေတယောက်တော့မဖြစ်နဲ့လက်ဆွဲတော့မနှုတ်ဆက်။ခါကြဲကိုလက်ကိုတော့မယုံနဲ့အနေထားရောက်လာ။တခုခုလုံးလက်စေးရပြန် ိုတော့လက်စီရတယ်နော်လက်စီခံဒီနေ့ကိုဗစ်နိုင်ငံမှာလက်စီတကယ်တို့လက်ကိုမြဲတမ်းတန့်ရှင်းအောင်ထားတကယ်တို့ကျွန်တော်တို့ရဲ့နှလုံးသားကိုလက်စီဖို့လိုအပ်လာတယ်ဒီနေ့ဒီနေ့ဖျားပေးထားတဲ့ကျွန်တော်တို့ရဲ့လက် တို့ဒီမဟုတ်ကျွန်တော်တို့လက်ထဲမှာဖျားပေးထားတဲ့အရာတွေတန့်ရှင်းရလားပြန်စစ်စားဖို့လိုအပ်လားကျွန်တော်တို့ကိုလက်ထဲမှာလူတိုင်းမှာလက်ခုကင်နေတဲ့ handphone တွေရှိတယ် handphone တွေရှိဒီ handphone ကိုကျွန်တော်တို့တန့်ရှင်းစွာအသုံးပြုရလားကျွန်တော်တို့ကိုဖျားပေးထားတဲ့အဥ္စာပစ္စည်းတွေရှိတယ်အဲ့ဒီနေရာတွေကိုတန့်ရှင်းတဲ့အရာမှာသုံးရလား တော်လက်ထဲမှာဖုန်းရှိတယ်ဆိုရှယ်မီဒီယာတွေပဲကြည့်ဖို့မဟုတ်ဘူးထိုနေရာမှာကျွန်တော်တို့ကိုယ်တိုင်ကလည်းပဲသူတပားတွေတင်တယ်လို့ကျွန်တော်တို့လည်းပြရဲ့နှုတ်ကပတ်တော်သမာချမ်းစာတင်လို့ရတယ်ကိုခွန်အားရတဲ့ကျမ်းချက်လေးတွေတင်လို့ရတယ်ကျွန်တော်တို့ရဲ့မိတ်ဆွေ friend တွေထဲမှာခရိယန်ကြီးပဲမဟုတ်ယုံကြည်သူတွေပဲမဟုတ်မယုံကြည်သူတွေလည်းပါတယ်ဘာသာခြားတွေလည်းပါတယ် ကျွန်တော်တင်လိုက်တဲ့ကြမ်းချက်ကိုသူတို့ဖတ်မိလေကျွန်တော်တို့အတွက်ဒါအမြင့်တယ်ရာဇဝတ်ခန်းကြီးလေးငယ်ရှစ်မှာဖယားတခင်၌ချင်းကပ်ကြတော့တို့ပြုလင်တင်လို့၌ချင်းကပ်တော်မူလိမ့်မည်အပြစ်ရှိတော်သူတို့တင်လို့လက်ကိုစင်ကြယ်စေကြတော့စိတ်နှခွာရှိတော်သူတို့တင်လို့စိတ်နှလုံးကို တန့်ရှင်းစေကြလောဒီနေ့လက်တန့်ရှင်းဖို့လိုအပ်ကဲ့သို့စိတ်နှလုံးတန့်ရှင်းဖို့လိုအပ်ပါတိမောရဩဝါဒစာပထမဆုံးအခန်းကြီးနှစ်အငယ်ရှင်းကျွန်တော်တို့ကိုဘာနိုးဆောင်လဲဆိုတော့တန်ရှင်သောလက်ကိုချီ၍စုတောင်းခြင်းငါငါအလိုရှိ၏။ဘာလဲနဲ့လဲတန်ရှင်သောလက်နဲ့ ဖရားရှိပြီးဆုတောင်းပေးဖို့ဖရားလိုရှိပါတယ်။ဒီနေ့ကျွန်တော်တို့လက်တန့်ရှင်းရလား။အမခုနေ့အနေနဲ့ဗာတွေ့ရလဲဆိုတော့ကောင်းသောရှမာရိအကြောင်းကိုတွေ့ရတယ်။အားလုံးတွေ့ရတူးလက်ကတော့ဂရုဏာလက်ပဲဖြစ်တယ်။အားလုံးဒီပြီးဖြစ်ပါတယ်။ရီခေါ်သွားတဲ့လမ်းမှာဒုတိယကဓမ္မရေရဲ့တိုက်ပုတ်နှိပ်ဆက်ခြင်းကိုခံရပြီးပြစ်ထားခဲ့တယ်။အင်းစိုးရေဘောဟေးရောက်လာတယ်။တွေ့ထားခဲ့တယ်လေဝိတာ တွေ့တယ်ထားခဲ့တယ်။ဘာကြောင့်ထားခဲ့လဲဆိုလို့ရှိရင်ဒီပေါ်ဟဲ့တို့လေဝိသားတို့ရဲ့အသက်တာမှာသူတို့မှာစောင့်ရှောက်မဲ့အချက်တွေရှိတယ်ပညာချက်တွေရှိတယ်လူတွေကိုထိလို့မရဘူးသူတို့တေနေလားမတည်ဘူးတော့အတွေးကိုထိလို့မရဘူးထိလို့ရှိရင်သူတို့ခုနှစ်ရက်တန့်ရှိစွာပြန်လေရတယ်သူတို့လုံးမရတယ်ကြားကြည့်ရှိတဲ့အခါမှာအော်ငါတော့လုံးလို့ရှိရင်လူတွေဖြစ်နေငါထိမယ်ထိလို့ရှိရင်ငါဟော တပတ်လုံးလုံးငါအလုပ်မဲ့အကင်ပြက်မဲ့သူတွားလိုက်သူတို့မှလည်းသူတို့အရင်နဲ့သူတို့ရှိပါတယ်။ခါကြကျွန်တော်တို့ပြစ်ပြဲထားခဲ့တယ်လို့ပဲထင်တယ်။ခါကြကျွန်တော်တို့ကလူတွေကိုအထင်မဲ့ပြောတတ်ကြတယ်။အထင်နဲ့အမြင်နဲ့ကျွန်တော်တို့ပြောတတ်တယ်။သူပါကြောင့်မလုပ်တာလေ။တကယ်သူရဲ့အစ်စ်မှကျွန်တော်တို့မတည်ဘူး။ကျွန်တော်အထင်နဲ့အမြင်နဲ့ပြောတတ်ကြတယ်လူတွေ။ဒါပေမဲ့ရှမာရိတ်ကလည်းဖြစ်လေ။ ထိုးတူကိုသွားပြီးမှတေချာပြည့်စုံစမားရီလူတယောက်ဒီခီးသွားရတဲ့လူနာရှိရာတို့ရောက်၍မြင်တော့ခါဂရုဏာစိတ်ရှိသည်နှင့်ရှိကပ်၍သူ၏အနာများကိုစီနစ်စပိရေထက်လက်အဝတ်နှင့်စီးပြီးလင်မိမိတရိတ်ဆံပေါ်မှာတည်၍ဇေယတခုတို့ဆောင်းသွား၏ပြုစုလေ၏ရှမာရီသူလက်နဲ့ကိုယ်တိုင်သူလှုပ်ပေးတာ နေ့သူ့ရဲ့လက်ရုဏလက်ဤကုန်းချုပ်နေနဲ့မောရှိရဲ့လက်ထဲမှာတောင်းဝင်းရှိတယ်ဖရာအတွက်အကောင်းဆုံးသူအတုံးကြီးခဲ့ယောသရဲ့လက်ထဲမှာအာနာရှိတယ် ဒီအလားအပြည့်ဘုရားခင်ကအဂရုတီမှာရှိတဲ့လူတွေကိုအစဉ်ပြေစေတဲ့တို့အစာခေါင်းပါတဲ့အခက်ကာလအချိန်ခါပြမှာသူမိသားစုအားလုံးကိုလည်းကယ်တင်ပေးခဲ့တယ်သူအာနာကိုသူကောင်းကောင်းတုံ့ချခဲ့ဒါဝေးလက်ထဲမှာလောက်လွဲရှိတယ်အဲ့ဒီအရာနဲ့ဘုရားရဲ့ဘုန်းတော်ကိုသူထင်ရှားစေခဲ့တယ် ဒေါ်ကာရဲ့လက်ထက်မှာအတ်ချောင်းရှိအဲဒီအတ်ချောင်းနဲ့သူလူရဲ့မြို့မှာရှိတဲ့မုတ်ဆိုးမလေးကိုသူတေးချချုပ်လုပ်ပေးခဲ့ကြတယ်အကောင်းဆုံးမှုကိုပြုခဲ့ဒီနေ့ကျွန်တော်တို့လက်ထဲမှာပါရှိတယ်အားလုံးကိုကြားတင်ကောင်းပြီးပါစေ